ဆိုင်ရင်သူသိပ်ပံမောင်ဝရေးသားထားတဲ့အတောင်ပြောင်းထွေလာပေးစာများဆိုတဲ့စာအုပ်ထဲကအတောင်ပြောင်းထွေလာ7ကိုဖတ်ပြပေးခြင်းပါရှင်။ကျမတို့စာဖတ်သူခွန်ရှချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။တောင်ပြောင်းထွေလာ7တန့်စင်မျိုး28ရက်7လ1940ကိုုံးဖေကျွန်တော်ခုတန့်စင်မျိုးကိုရောက်နေတယ် တန်းစရာမြို့လို့ဆိုရပါမယ်စီစီကားကတော့မရှိလောက်ရွာကြီးစားရရပါပဲမြို့အုံမင်းရုံးဆိုင်တဲ့ဌာနမို့မြို့လို့ခေါ်ဆိုရမယ်အိုးရှိရှိမြမမင်းတို့လက်ထက်တုန်းကတော့တော်တော်ထင်ရှားခဲ့တဲ့မြို့ပေးပါလေရာဇဝင်ထဲမှာတော်တော်ပါခဲ့တယ်ကျွန်တော်တန်းစရာကိုရောက်နေတာနှစ်ရက်ရှိသွားပြီမနဲ့ဖြံမနဲ့ကပိုးကိုသွားမယ်ကပိုးမှာတ냐အိပ်ပြီးနောက်တနေ့မှာရွှေဘူပြန်လာမယ် အခုလာတာကတော့တန့်စင်ကမြို့အုံယုံကိုလည်းစီးရင်းအရင်ကကြံနေတဲ့အလုတ်ကျွေးတွေကိုဆက်ရတာပဲမရှိဘူးရုံးစာခြင်းနဲ့မှရှိရဲ့အလုတ်ကျွေးတွေဟာမနဲ့ရုံးတရင်ပါသွားညနေရုံးကဆင်းရင်အိမ်ပြန်ပါလာတာနဲ့ပဲလုတ်ပဲမလုတ်ဖြစ်ဘူးတခါတလေများရုံးစာခြင်းနဲ့မှပဲ15ရက်အရက်20လောက်ကြာသွားတယ်ဝမ်းသာကြမလားမပြောတတ်ဘူး ဒီအမှုတွဲတွေနဲ့ပတ်သက်ကြတဲ့အမှုတွေကတော့ဖြင့်ဆဲကြမှာအမှန်ပေါ့အဲ့ဒီအမှုတွေရဲ့အစဲမှလွတ်ရလေအောင်ကိုဝစ်တရားလဲကြေပွန်ရလေအောင်အလုတ်ကျွေးတွေကိုဆက်လိုက်တာညနေ9နာရီခွဲလောက်မှာပြီးသလောက်ဖြစ်သွားတယ်ဝင်းဒိုးကြီးကျသွားလို့တော်တော်ခေါင်းပေါ့ခေါင်းရှင်းသွားတာပဲဗျို့အလုတ်ကျွေးဖြစ်ဖြစ်ပတ်စံကျွေးဖြစ်ဖြစ်ဘာကျွေးဖြစ်ဖြစ်ဆက်လိုက်ရပါလားဆိုရင်စိတ်ရောကိုယ်ရောပော့သွားပြီတမျိုးပျော်လာတော့တာပဲ အလုပ်တွေပြီးသွားတဲ့ညနေအချိန်မှာဘိုးတဲပတ်ဝန်းကျင်ကရှုမြော်ခင်းကလေးဟာလဲตาကตาရဘာပြီးတော့တဲ့ဘိုးတဲဝင်းကလည်းပြောင်ပြောင်ဝင်းဝင်းအပြင်ပဲခင်းကလေးတွေကလည်းစိတ်လန်းလန်းပတ်ဝန်းကျင်ကတစ်ပင်နေပေါ်မှာဂျိုးမောင်နန်တို့ကလည်းတွန်မြူနေကြအနီးနာဖုန်ကြီးကြောင့်လည်းကလဒက်တန်းနေမလမကန့်မှာရှိရဲ့ဇေဒီပေါ်မှာလဲဆဲလဲတန်းနေဇေဒီတော့အနာဇောင်းတန်းနဲ့မှထွက်လာတဲ့ ဝတ်တက်သူတွေရဲ့အတန်တွေနဲ့အင်မတန်ကြီးနူးပွဲကောင်းတဲ့ကိုပွဲလန်းသဘင်ပျော်ရွှင်မှုတွေကိုလိုက်စားလို့ပျော်တာတွေကတမျိုးအခုလိုတာတာရရာဌာနကလေးကိုရောက်လို့ပျော်ရွှင်တာကလည်းတမျိုးပဲပဲမနှက်ဖြန်ကျွန်တော်သွားမဲ့ကပိုးရွာအကြောင်းတော့ကျွန်တော်ကိုအောင်ဖေစီရေးတဲ့စာရီထဲမှာပါပြီးပြီထင်တယ်အဲကြောင့်ဒီစာမှာကပိုးเจ้าအကျဲချက်ပြီးမရေးချင်တော့ ခဘိုးဝဘိုးတဲဟာရွှေဘုံနယ်တဝိုက်မှာတော့အကောင်းဆုံးဘိုးတဲတွေပဲပြောအရေးပိုင်တို့ဂျာဇဝက်ဝင်တို့အိမ်ဒီလောက်ကောင်းတယ်သူ့ကိုစောက်ထားတာကလည်းမူးမြင့်ရဲ့ကမ်းဘေးမှာမို့ရှုမြော်ခင်အင်မတန်ကောင်းခဘိုးမှာအရေးကြီးတာကတော့မူးမြင့်ကိုဖျက်ပြီးစောက်လုထားတဲ့ဆယ်ကြီးပါပဲအဲ့ဒီဆယ်ကြီးရဲ့ကျေးဇူးကြောင့်ရွှေဘုံရေဦးနယ်ဒီမှာစဘာကောင်းကောင်းစိုက်လို့ရတာပေါ့ဒီဆယ်ကြီးကိုအကြောင်းပြုပြီးတူးမြောင်နှစ်ခု ဖောက်လုထားတယ်တခုကရွှေဘုံနယ်ကိုရေပေးတယ် တခုကတော့ရေဦးနယ်ရေပင်းအေးရမတူးမြောင်းကြီးတွေပါလေခိုးရင်အလောင်းမင်းတရားကြီးပြုတ်တဲ့ဆဲကတော့မြေရိုးရွာအနီးမှာရှိတယ်အခုတော့အသုံးမကျတော့ပြက်နေပြီမြောင်းကြီးကတော့ဖြင့်ရှိပါသေးရဲ့မိုးရွာမှာရေရတော့တယ်အဲ့ဒီမြောင်းကြီးကရေရီဟာရွှေဘိုးကမဟာနန္ဒာကန်ကြီးမှာတွားပြီးစုကြတယ်လဲရီဟူတော့ရေကောင်းကောင်းမပေးနိုင်တော့စကားဆက်မိလို့ရှိမှမြေဒူးအောင်ရေးလိုက်ရအောင်တော့မယ် လွန်ခဲ့တဲ့အရက်20လောက်ကမြေတူးကိုကန့်ဘလူးနေပိုင်းဝင်တော့နဲ့အတူတူရောက်ခဲ့တယ်။မြို့ရိုးတွေကျုံနေအခုထက်တိုင်ရှိသေးတယ်ဗျ။မြို့ရိုးကောနေပြီ။ကျုံထဲမှာလေယာစိုက်ပျိုးရင်ခိုက်တက်တယ်ဆိုလို့ဘသူမှ လေယာမစိုက်ဝင်ကြဘူးတဲ့။အဲ့ဒါလေတနည်းကောင်းတာပဲ။မြေတူးကမြေဟာတခြားနေရာမြေထက်ထူးလို့မြေထူးလို့ခေါ်တဲ့။မြေတူးမြေနဲ့တခြားနေရာမြေကိုချိန်ကြည့်မယ်ဆိုရင် မြေတူးကမြေကပိုပြီးလေးတယ်ဆိုတကောမြေလေးမလေးတော့ဖြစ်မပြောတတ်ဘူးမြေတူးကရာဇဝင်မှာတော့တော်တော်ကြော်ကြားခဲ့တဲ့မြို့ပဲပဲဗျမကြခင်ကလေးရပဲမြန်မာပြည်တပြည်လုံးမှာတိမ့်တိမ့်တုံအောင်ကြော်ကြားလိုက်တဲ့ဥရွှေဖီဟာမြေတူးကမဟုတ်ဘူးလားဥရွှေဖီခမသေရှာတာတစ်နှစ်လောက်ရှိသွားပြီမသိမီရလဲတော်တော်ဒုက္ခနဲ့တွေ့သွားတယ်ရွှေဘုံနယ်မှာဗန္တကထဆင်ရလဲ ဒူးထောက်ပေါင်နင်းရင်းခိုဘိုးဝင်းဆိုတဲ့တပောင်အရမြေတူးတကြီးဥပိုးမြိုင်အောင်ပထမဦးဆုံးဝင်တက်ကြတယ်။တကြီးကိုမတက်ခင်မြေတူးကရွှေကူကြီးဖျားမှာအောင်မြင်နေသစ္စာဆိုကြသေးတဲ့မြေတူးတကြီးကိုတက်ကြပြီးတဲ့နောက်ရင်းခိုဆိုတဲ့အတိုင်းတပရင်နယ်ထဲမှာခုန်နေကြပြီ။တညတော့တပရင်ဂိတ်ကိုဝင်ပြီးတော့စီးကြတာပေါ့။အဲ့လိုစီးတဲ့အခါမှာ ရာဇဝတ်အုပ်တစ်ယောက်ကြာဆုံးတယ်။ဘိုးဝင်းဆိုတဲ့အတိုင်းရွှေဘိုးမဝင်ရခင်ကပဲတပုံးလေးကိုဖမ်းပြီးရုံးတင်လို့အပြစ်ရကုန်ကြတော့တာပဲ။ဗန်တကတပုံးမထခင်၃နှစ်လောက်ကလည်းဗန်တကနဲ့တစင်ရတဲ့တပည့်ဖြစ်တဲ့ဥတက်ကြွေရလဲမြင်းခွာတောင်မှာစခန်းချပြီးတပုံးထဖို့လူစုသေးတယ်။မြင်းခွာတောင်ဟာမြေထူးရဲ့မြောက်ဖက်၃မိုင်လောက်กว่าမယ်။အဲ့ဒီမြင်းခွာတောင်ကလည်းမူးမြင့်နာမှာတည်ရှိတယ် တော်တော်ကြော်တဲ့တောင်ပူစာကလေးပဲပလေအလောင်းစီသူမင်းဖောင်ဆက်ကြနဲ့လှဲ့လာတဲ့အခါငင်းခွာတောင်သားမှာဖောင်တော်ကိုစိုက်ထားတဲ့အဲ့လိုဖောင်ကိုစိုက်ထားတဲ့အခါမှာငင်းခွာတောင်ဟာတနည်းကိုတတောင်တတောင်တိုးပြီးမြင့်လာတဲ့ဆိုကိုဒီတောင်ဟာပူပြီးမမြင့်ရလေအောင် အလောင်းစီသူမင်းကြီးကမြင်းနဲ့တက်နှိမ်လိုက်တဲ့ဒီတော့မှငင်းခွာတောင်ဟာမမြင့်ဝင့်ရှာတော့ဘူးတဲ့ဗျ အဲ့ဒီကိုအကြောင်းပြုပြီးမြင်းခွာတောင်းလို့တွင်တဲ့အခုထက်တိုင်းတောင်ပေါ်မှာရှိတဲ့ကြောက်တုံးတွေမှာမြင်းခွာရည်ရှိသေးတယ်စင်ချီရည်လောက်ရှိမယ်သူတို့ရဲ့ပုံပန်းနေရာလည်းစင်ချီရည်နဲ့တူတယ်မြင်းခွာရည်နဲ့မတူဘူးအလောင်းစီသူမင်းကြီးရဲ့မြင်းဟာစင်လောက်ရှိတယ်လို့စင်ချီပေးမယ်ဆိုရင်တော့လေဖြစ်မှာပဲမြင်းခွာရဆိုတဲ့တွင်းကလေးတွေကိုတည်တည်ချာချာကြည့်တော့ဆောက်ရည်တရွင်းရည်ကိုတွေ့ရတယ် ကျွန်တော်အထင်ဖြင့်ယုံကြည်တဲ့သူတွေအထင်ကြီးရအောင်တယောက်ယောက်ကထွင်းထားတယ်လို့ထင်တာပဲမြင်းခွာတောင်ခြေရင်းမှာရှိတဲ့ကင်းရွာလူတွေကိုမေးကြည့်တော့လေကျွန်တော်ထင်သလိုပဲသူတို့လည်းထင်ကြတဲ့ဗျမြင်းခွာတောင်အကြောင်းရေးနေတာနဲ့ပဲဦးတက်ကျွဲအကြောင်းတော့စကားပြက်သွားတယ်အဲ့ဒီဦးတက်ကျွဲတို့ဟာမော်ပေါက်တာနဲ့တူပါရဲ့ဗျာသူ့တပည့်ငေသားနောက်လိုက်တယ်ရွှေလောင်းငွေလောင်းတွေကိုတော့ပြတဲ့ အဲ့ဒီရွှေလောင်းငွေလောင်းတွေထဲမှာရှိတဲ့ရွှေတွေငွေတွေကိုစရိတ်ပြူပြီးတိုင်းပြည်ကိုပုံကံမယ်ဆိုလို့သူတပည့်လက်သားတွေကအယုံကြီးယုံကြတာပါလေဒီเจ้าတွေကိုအစိုးရကြတော့ဦးတက်ကြွယ်ကိုရောသူတပည့်တွေကိုပါ ဖမ်းပြီးယုံတင်တရားစွဲတာနဲ့ထောင်ခုနှစ်နှစ်စီကြာကုန်ကြပါရောဦးတက်ကြွယ်ရောဗန္တကရောဆရာဆန်ရောအားလုံးတော့တပုံခေါင်းဆောင်နေရဲ့ဆရာဆရာကြီးဦးနေတက်အတဲ့ဗျာ ဆရာဆန်နဲ့ဦးတက်ကျွဲတို့ဦးနေတက်ကတချိန်ထဲမှာမှော်သွင်းနေစို့ကိုဦးနေတက်ကတော့သူကိုယ်တိုင်ခေါင်းမဆောင် သူ့တပည့်တွေကို ခေါင်းဆောင်စေတယ်။သူကတော့မထင်မရှားနောက်နားနေပြီးအကြံပေးတဲ့။ဆေးတွေကိုလည်းသူကပဲစီမံပေးတယ်။သူ့ဇာတိကတော့ပခုတ်ကူနဲ့ရေစကြူရောဘတ်စီကလို့ပြောကြတယ်။အနေနဲ့ကို နှံ့ပြီးတဲ့နောက်မြေဒူးအနာထောက်ကရှင်ရွာမှာအိမ်အောင်ကြပြီးမထင်မရှားနေတယ်။ ူတပည့်တွေကတော့ဖြင့်အရရက်ကမပြတ်ဖဲလာပြီးစီးကပ်ကြတာပဲတဲ့သူတပည့်ကြီးဦးတက်ကျွဲတို့အရေးတော်ပေါ်ပြီးတဲ့နောက်သူ့ကိုလည်းအစိုးရဖမ်းပြန်ပါရောအချုပ်ထဲမှာပဲဖျားပြီးတည်သွားတယ်သူတပည့်တွေကတော့ဆရာကြီးဦးနေတာတကယ်သေးတာမဟုတ်ပါဘူးကိုရိတ်ပြောက်ပြီးထွက်သွားတာပါလို့သတင်းလွှင့်ကြတဲ့လူအများထင်အောင်ထင်မှမဖြစ်ကြရလျောင်းကံဘလူနေပိုင်းဝင်းတော့ကအလောင်းကိုတူနေတဲ့ရွာကိုယူသွားပြီ ရွာသူရွာသားတွေကိုပြရသေးတယ်ဆိုကိုဒါတော့မှတချို့သူ့တပည့်တွေကဥနေတဲ့ရဲ့အလောင်းမဟုတ်ပါဘူးတခြားလူတယောက်ယောက်ရဲ့အလောင်းကိုယူပြီးပြတာပါလို့ဆိုသေးတဲ့အဲ့ဒီအထိအယုံကြည်ကြီးတဲ့လူတွေလည်းရှိသေးတယ်ဥနေတဲ့တည်ပြီးတဲ့နောက်၃နှစ်လောက်ကြာတော့ဘန္ဒကထပါရောဘန္ဒကတို့ထောင်ကျပြီးတဲ့နောက်၃နှစ်လောက်ကြာပြန်တော့တာယာဝရီမှာဆေးရဆန်းခေါင်းဆောင်ပြီးတပုံထပြန်ပါရောဆေးရဆန်းကိုကျိုးပေးပြီးတဲ့နောက်မှာ မြန်မာပြည်မှာတပုံအေးအေးကုန်တော့တယ်။ဆရာဆရာတရားဝရီမှာတွားပြီးခေါင်းဆောင်ပဲမဲ့သူ့ဇာတိရတော့တပင်းရဲ့နယ်ကပဲဗျ။သူဆောင်ရွက်တဲ့နီးတွေကလည်းဆရာကြီးဥနေတဲ့ရဲ့နီးတွေပဲ။တပုံကောင်းဆောင်ဖြစ်ကြတဲ့ဥတက်ကျွဲဗန္ဓကဆရာဆန်တို့ဟာအားလုံးဥနေတဲ့ရဲ့တပည့်ကြီးဖြစ်လို့တပုံအစဥနေတဲ့ကလို့သာ ကျွန်တော်ဖြင့်ဆိုချင်တော့တာပါပဲဗျာ။ အခုထက်တောင်ဦးနေတက်ကိုမှီလိုက်ကြတဲ့တပည့်တွေရှိသေးတယ်။ဒါကြောင့်သူတို့ကိုစောင့်ပြီးကြည့်နေရတယ်။လှုပ်လှုပ်ကလေးချမ်းရင်စုံစမ်းရတော့တာပဲ။တထင့်ထင့်နဲ့နေကြရတယ်။ရွှေဘူနေရသုံးနှစ်တခါသဘုံထတတ်တယ်လို့ပြောလို့ရှိကြတာနဲ့အတော်ကယူဆိုင်ပြီးနေရသဗျ။ကျွန်တော်ရွှေဘူနေကိုရောက်တာသုံးနှစ်ရှိရောမယ်။ကျွန်တော်လက်ထက်မှာဘာမှမဖြစ်လို့ဝမ်းသာရသေးတော့တယ်။ဒါတောင်မှမနှစ်တော့ဘာဖုန်ကြီးတပါ့။ မင်းလောင်ရောင်ရောင်ဘာရောင်ရောင်လှုပ်လို့တရားဆွဲလိုက်ရသေးတယ်။ဒါနဲ့ပဲကျင်းကြေသွားထင်ပါရဲ့ဗျာ။ဒီသဘုံကိစ္စကြီးကြောင့်ရွှေဘုံကနမဲကြီးနေတာပါပဲ။ကြီးလဲကြီးလောက်တဲ့နယ်ပဲဗျို့တော်တော်လှုပ်လှုပ်ရွရွနိုင်နေနေ။မြေဓူးမျိုးချောင်းရေးနေရကဘဲနဲ့မြင်းခွာတောင်စီရောက်သွားတယ်မသိ။မြင်းခွာတောင်ကဥတက်ကျွဲစီရောက်ဥတက်ကျွဲစီကဥနေတက်နောက်ပြီးဘန်တကဆရာဆန်တို့စီရောက် သူတို့စီကတခါတဘုံလေးစီကိုရောက်သွားစကားဆိုတာကားရက်သွားတာမျိုးပဲလေအပြစ်တင်လို့မဖြစ်ဘူးကျွန်တော်ရေးလို့ရင်ကတော့မြေဓူးအကြောင်းပဲဗျအခုတော့စာတော်တော်ရှည်သွားပြီမြေဓူးအကြောင်းပြန်ပြီးဆက်နေမယ်ဆိုရင်စာဆုံးတော့မှာမဟုတ်ဘူး now အကြောင်းတက်မှာပဲမြေဓူးအကြောင်းတက်တက်ရေးတော့မယ်တော်ကြအောင်ဆိုချမ်းသာပါစီဗျာမောင်လူအေးခန္ဓာလောကအတွင်း26 အမှတ်တရ96စက်တင်ဘာ1940